အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝိတ္ထုထဲမှာဝိတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းစာရိုင်ဟောင်းကြီးရှိစုံတော့ရုံကန်တစ်ခုတွင်ကပဝါအုပ်ပေါင်းတဝဲလုံးကြီးစီလျက်မိခိုးရောင်တက်ကလက်ရင်ပုံးနဲ့အသက်၄၀ခန့်လူကြီးတယောက်က တယ်လီဖုန်းကိုပါဇက်နှင့်နားရင်တပြိုင်နက်တိထားရင်းတစုံတဦးကို စကားပြောနေလေတယ်ဖြစ်ပါတယ် FBI မဖွင့်မဲပလေးတို့လျှို့ပတ်စုံစမ်းဖို့ပလေးမင်းကြီးကိုအကြံပေးပါခင်ဗျာဩအေးပိုင်မင်းရဲ့မိတ်ဆွေကြီးဆိုရင်တာပြီးကောင်းတာဗောကျွန်တော်လာအခုပဲလာခဲ့ပါမယ်လူကြီးကတယ်လီဖုန်းကိုစပွဲပေါ်တွင်ချထားပြီးလျင်ရုံငန်းအပြင်ဘက်သို့ထွက်ကာ ကားကလေးတစ်စီးပေါ်သို့တက်ပြီးလျင်မောင်းထွက်သွားလေတယ် ပြည်လမ်းမကြီးရှိတခုသောခြံဝင်းအတွင်သို့ကားကလေးကထိုးဝင်သွားကာနထတာကြီးတခုရဲ့စင်ဝင်အောက်တွင် ထိုးရလေတယ်။အော်ဦးအောင်မင်းချက်ချင်းမဲလာတကောကျေးဇူးတင်ပါတယ်။အိမ်ပေါ်လာပါ။နှုတ်ခမ်းမွေးကြောင်ကားဖြူနေသော အသက်50ခန့်အဖိုးကြီးကဆိုဖာများတူရကီကော်စွန်ကြီးများခင်းထားတဲ့အေကန်းသို့ခေါ်ဆောင်သွားလေတယ်။ ပုံးနဲ့ပြောရတာတကယ်ပြီးအားမရဘူးလူတော်မောင်တယောက်ကလည်းဒီကိစ္စမှာဥအောင်မြင်းနဲ့အတော်ဆုံးပဲအကြံပေးလို့ခေါ်ရတာပဲဟုတ်ကဲ့အချက်လက်တော့သူများထပ်ပို့ပြီးစုံစမ်းဖူးပါတယ်ကုပေါင်းဥအောင်မြင်းကျွန်တော်တော့ခေါင်းပြီးတောင့်နေပြီအရေးပိုင်ကလူကြီးဖြစ်ဖြစ်စကားကိုအင်နရီလို့ပြောဆိုနေတော့လဲဝမ်တွင်မှာကအတော်ပူဝင်တော့ကရောက်နေဟန်တူတယ်အသက်90ခန့်မိန်းမကြီးတယောက်ကလည်း မျက်ရည်တုတ်ထားဟန်ရှိသောမျက်ခွက်ဖြင့်ဦးအောင်မြတို့ရှိရာအခန်းသို့ဝင်ခဲ့ပြန်လေတယ်။ဒါကမင်းကတော်ပဲဦးအောင်မြရဲ့တစိမ့်လောက်ကျေးဇူးပြုပြီးအဖြစ်အပျက်ကိုပြောပါအောင်ခင်ဗျာ။ဒီလိုဗျကျွန်တော်တို့ညက10နာရီလောက်ထိတိုင်အောင်ခင်တန်းကြီးကစံနေရာဒီကျွန်တော်တို့မိဘနှစ်ဦးကဘေးကနားထောင်လို့ပေါ့လေ။နောက်စကားဆက်ပြောကြတာနဲ့12နာရီလောက်တိုင်သွားတယ်။အတီးအီးအရာဝင်ကြပြီး နက်9နာရီတိုင်အောင်တမိမနိုးသေးဘူးကျွန်တော်တို့ကလည်းငါကအိတ်တာညင်းနေလို့အောင့်မိနေတာ7နာရီတိုင်အောင်မနိုးလာတော့မှသွားပြီးနှိုးကြည့်တော့အတွင်းတကားကပိတ်ထားတယ်နှိုးလို့လည်းမရဘူးဒါနဲ့စိတ်ပူကြပြီး တကားကိုအတင်းချိုးဖွင့်ကြတော့တမိကရင်ပေါ်မှာမတွေ့ရတော့ဘူးပျောက်ချင်းမှလာပျောက်နေတယ်အသက်20ရဲ့ရောက်နေပြီဟာကျွန်တော်တမိဒီဘက်ကစိတ်ချရပါတယ် ကောလင်မှာ BA အောက်တန်းထီအောင်သင်ဘူးပါတယ်။ဒီစားလည်းမရှိပါဘူး။ပြီးတော့သူနဲ့ဆက်စပ်ထားတဲ့သူငယ်ကလည်း၃လလောက်နေရင် ပြန်လာတော့မှာပဲ။အဲ့ဒီသူငယ်ကိုလည်းသူကျင်တဲ့သဘောတူပေးသားပဲခင်ဗျာ။ပြီးတော့တစ်ချက်စဉ်းစားစရာကလည်းတကယ်လို့သမီးဟာရီးစားနဲ့လိုက်ပြီးပြေးအောင်သူ့ခန်းတကမာကြီးကဖွင့်ထွက်ရမယ်မဟုတ်လားခင်ဗျာ။အခုတော့တကားကြီးရိုက်ချိုးဖွင့်ရတယ်။ဦးရဲ့စိတ်ထဲမှာ လူပြန်မေးလို့ဖို့ခေါ်သွားတယ်လို့ထင်ပါသလားတွေးလို့ဖြစ်မလားဘလို့ဖြစ်မယ်ဆိုတာမပြောတတ်အောင်ပဲဖြစ်ပါတယ်တစိမ့်ရအောင်အပေါ်တက်ကြည့်ပါရစေကြည့်ပါကြည့်ပါအရေးပိုင်းကြီးကဦးအောင်မြင်အားအိမ်အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေတယ်အပေါ်ထပ်စနေတောင်းတွင်ကအခန်းကျယ်တစ်ခုရှိလေတယ်အခန်းတွင်၌ကတယောက်အိတ်ကြီးဝါကတဲ့ဆပရင်မှွေရာစားချင်အောင်ဂရီပါဆောင်များရှိပေ အခြားနေရာ၌စာကြည်စပွဲစာအုပ်ပီတို့ဘိုးပီတို့များ ရှိလေတယ်။ဦးအောင်မြင်ကတေးကြစွာကြည့်ရှုပြီးနောက်ဒီပြရင်းတွေညတော်ကဖွင့်ထားသလား။ဩဟုတ်ပါရဲ့ညညကြရင် ဖွင့်ပြီးအိပ်ပါတယ်။သို့ပေမဲ့ဒီပြရင်းပေါက်ကအောက်ဆင်းဖို့တော့အလွန်ခက်ပါတယ်ခမရ။သမီးသဘောတူလို့စိန်ပြေနေပြီးကျိုးလီကနဲ့ဆင်းရင်တော့ဖြစ်မှာပါပဲ။သို့ပေမဲ့အဲ့ဒါလို့ကျိုးလီကနဲ့ဆင်းရင် လေကကြံ့ရင်ရမယ်မဟုတ်လားရုံရင်ဆက်ခဖြစ်မယ်ဆိုလဲမှုရဆောင်းချနောင်းတွေဟာဖာလန်ကျင်းနေရဖို့ပါပဲဥအောင်မင်ကရှီလျာသောအရေးပါရဲ့ပြောဆိုချက်ကိုနားထောင်ရင်းမှန်ဘလူးတလက်ကိုထုတ်ကာဂရင်းပေါင်နဲ့ကတင်ကြားကပြင်းချောကြမ်းမြင်ကိုတေချာစွာကြည့်ရှုနေလေတယ်ထို့နောက်တစုံတရာကိုတွေ့ရဟန်နှင့် အနေငယ်ပြုံးလာလေတယ်မျက်လုံးကြီးများကိုလန်လျက် မတ်တက်ရက်လျက်ရှိသောအရေးပိုင်အားမော့ကြည့်လိုက်ရာအရေးပိုင်ကြီးမှာစိတ်အားထက်သန်စွာနဲ့ဘဲနယ်လေဥအောင်မြင်ဘာများထူးကြပါသလဲထူးပြီလားခဗျာအော်ဒီညမှာရွက်ထယ်ဖက်နှက်ရာတစုံဒီဘက်နားမှာလည်းအများတွေ့ရတယ်မြေမုံကတ်နေတာပါတော့မှန်မလူးကင်နေကြလူမှမြင်နိုင်မယ်အော်ဒီဘက်ခြေရာကတယောက်သေးခြေရာအော်ဒီဘက်ကတော့အလေးတစုံတရာကိုမှပြီးနင်းထားတဲ့ခြေရာပဲ ဒီတော့ခင်တန်းကြီးကိုကရင်ဘော်ကပွေချီပြီးနင်းနဲ့ခြေရာဖြစ်ရမှာဘာဖြစ်လို့လဲဆိုတော့မြုံမုံနဲ့အမိုက်တချို့ဟာဒီဖနက်နင်းတဲ့နေရာကပိုပြီးပြကန်နေတာကိုခမဟုတ်မှာပါပဲခမကျွန်တော်တို့မသိကြတာအံဩစရာပဲဒီလိုဆိုရင်ဗရင်မောက်ကကျိုးလီကနဲ့ဆင်းကြမှာပဲဥအောင်မြင်ကစကားပြန်မပြောပဲနေရာမှထကား ပြရင်းမှ တိုင်နိုင်ရန်ဟိုဟိုတီတီကို ကြီးရှုနေလေတယ်။အတန်ကြာကမှပြန်လှည့်လာပြီးဒီကဆင်းလာတော့မဟုတ်ဘူး။ဒီကဆင်းရင်ကျိုးပိုးနဲ့အရာခြေကန်းနဲ့အရာတွေတွေ့ရမှာပဲ။ဒါဆိုဒီတကမာကြီးကဆင်းတယ်လို့ထင်သလား။အရေးပိုင်ကမိမိတို့အတင်းတွန်းဖွင့်ရသောတကားကို ကြည့်ရှုကမဖြစ်နိုင်တဲ့အနေနဲ့ပြောဆိုလေတယ်။ဒီလိုအရေးပါမယ်။မင်းတို့ကိုအပေါက်တဲ့တဲ့ခက်တဲ့တဲ့လို့ အပြင်ကဆွဲပြီးအသာဆောင့်ပဲ့ရင်အထဲကကြမသွားပေဘူးလားပြောနေကြပါလေကျွန်တော်ကြည့်ပါမယ်ဦးကောင်မင်းကမှန်ဘလူးကိုအတုံးချကတိုက်အောက်ထပ်သို့တဖြည်းဖြည်းဆင်းခဲ့လေတယ်နောက်ဆုံးတွင်တိုက်နောက်ဖက်ပြတွင်တစ်ခုဘေးသို့လျှောက်ခါကဲတွေ့ပြီခမညာဟော်ဒီကခုံဆင်းနေဒီမှာကြည့်မျက်ပင်တွေလဲလင်းနေတယ်ဒါဖြင့်နှစ်ယောက်သဘောတူထွက်ပြေးကြတာပေါ့ ဒီလိုလည်းမဟုတ်ဘူးခြေရာကယောက်ျားခြေရာတစုံနဲ့တွေ့ရတယ်မိန်းကလေးကိုထမ်းပြေးတာဖြစ်ရမယ်တစ်ချက်စဉ်းစားရမှာကသူတို့ပြေးနိုင်မဲ့ဟာတကားကိုအပြင်ကဘာကြောင့်ပိတ်ထားခဲ့ရတာလဲတကယ်လို့မပိတ်ခဲ့ရင်လဲသူတို့လွတ်နေပြီဖြစ်ဟာသို့တော်လဲအကြောင်းရင်းကတကယ်လို့ဒီလိုလှုပ်တုံးအိမ်သားတွေနိုးရင် ခင်တန်းကြီးအခန်းတကာတွန်းဖွင့်မရလို့အတွင်းရေးအလုံများအောင်တန်ကူးစီမံရင်လဲဖြစ်နိုင်တယ် အခုဥောင်မြင်စဉ်းစားပုံခြေရခံပုံကတော့အလွန်စီလျော်နေတာပဲတင်မြင်ချက်သိပြရစီအရေးပိုင်လင်မယားနဲ့ဥောင်မြင်ကဧကန်းသူလာခဲ့ကြလေတယ်ဥောင်မြင်ကလက်ကင်ပဝါနဲ့ချွေးများတုတ်လျက်အသင့်ရှိသောလင်းမနစ်ဖန်ကွက်မှတကြိုက်ကြိုက်ချရင်ဆန်းတော်အတော်ဆန်းနေခမရသမီးရီစားဖြစ်အောင်တော့ဒီနောက်ပင်မမှန်မှန်ကြံစီမယ်မဟုတ်ဘူးယူစားမရှိရတော့အမှန်ပဲ ကျွန်တော်ဟာသမီးတယောက်တည်းရဲ့လို့အမြဲကယူဆိုင်ပါတယ်။သူ့စာအုပ်ပြီးတော့တစ်တာတော့အကုန်လုံး तू မသိအောင်ရစုံအပူထားပါတယ်။ तू အလက်မှလည်းအမြဲရှာဖွေကြည့်ပါတယ်။ရှိရင်တစုံတစားတွေ့ရမှာပေါ့။ခုတော့ဘီလက်ကဟိုသူငယ်ပို့တဲ့စာနှစ်ဆောင်သုံးဆောင်လောက်ပဲတွေ့ပါတယ်။ကျွန်တော်သိချင်တာကရန်ကုန်မြို့ကြီးမှာ မိမ့်မပြိုတယောက်ကို လူပြန်မေးလို့ဖြစ်နိုင်မဖြစ်နိုင်ပါပဲ။ကျွန်တော်ဒါကိုစဉ်းစားနေရပါပဲ။ လုံနိုင်တဲ့လူတယောက်တည်းရှိတယ်။သူဖြစ်ရင်လေခုလောက်ရှိရင်ဦးစီငွေတောင်းတဲ့စာရောက်ရောပေါ့။အရေးပိုင်းမှမမင်းကတော်ကြီးမိဘဘက်ကချမ်းသာတဲ့ငွေ10သိန်းလောက်ဗမာအပ်ထားတဲ့အကြောင်းကျွန်တော်လည်းသိသေးတာ။သူလည်းသိမှာပေါ့။အိုးဥကောင်မင်းကျွန်တော်ဗန်းစရင်ဘယ်နဲ့သိတယ်လဲ။သိတယ်နီးနေပေါ့ခင်ဗျာ။အဲ့ဒီအကောင်လည်းကျွန်တော်လိုသိတာပဲ။အဲ့ဒီအကောင်ဆိုတာကျွန်တော်ဒူတော်မောင်ပြောတဲ့ တက်ပြင်းဆိုတဲ့ကောင်လားအမလေးဒီကောင်ဖြစ်ရင်ကျွန်တော်သမီးကိုကျိုးနေပါပြီခမရဒီလိုနဲ့တစ္ဆာမဲတဲ့အကောင်မဟုတ်ဘူးသူဖြစ်ရင်ဘာရည်ရွယ်တယ်ဆိုတာတော်တော်စဉ်းစားယူရမယ်ခမရဒီမဲကျမသမီးဂျီလိုနဲ့ဆုံးရတော့မှာလားရှင်မင်းကတော်ကြီးကအေးဆက်ဆက်ပြောဆိုနေတော့ဦးအောင်မြင့်ရဲ့လေးတန်းကို အာမရသဖြင့်ဝင်ရွေ့ထောက်သေးတယ်အဘူတပင်းလုံလို့တွေ့ချင်မှလဲတွေ့မှာပဲခမရ ဒီအိမ်ကအကြောင်းတူရင်ချက်ချင်းအကြောင်းကြပါကျွန်တော်လဲအစွမ်းကုန်ကြိုးစားပါမယ်နှုတ်ဆက်ထွက်ခွာသွားလျာအရေးပိုင်ဇနီးမောင်နှံမှာအာမလူအာမရအပူဆိုင်ကြံရစ်ကြလေတယ်ဥအောင်မြင်ကမိမိအလုတ်ခန်းသို့ခရီးရောက်မဆိုင်စုံတော်မင်းကြီးကခေါ်ပြန်သဖြင့်အခန်းကူသွားရပြန်လေတယ်မောင်အောင်မြင်အရေးပိုင်ဥအောင်ဆန်အိမ်ရောက်ခဲ့ပလားမှန်ပါအခုပဲရောက်ခဲ့ပါတယ်စုံစမ်းတဲ့အခါ လူတစ်ယောက်ကကလေးမကို မေးစေးပေးပြီးထန်ပူခိုးထွက်သွားပါတယ်။ခိုးသူဟာလည်းတပြင်းလိုတွေးမိပါတယ်။တပြင်းတပြင်း။ဘာလို့ခိုးတယ်လဲ။သူ့လူပြိုဆို သူ့ယူမလို့လား။ဘလို့ထင်တယ်လဲ။သူ့ယူမယ်ဆိုရင်ဒီလိုခိုးမယ်မထင်ပါ။အခုဟာကသူအကြံတစ်ခုခုရှိလို့ဖြစ်ပါလိမ့်မယ်။လူပြန်ပြီးလှုပ်ဖို့လို့ထင်တယ်လား။ဒီလိုလဲဟုတ်မယ်မထင်ပါ။သူ့အကြံဘာဖြစ်လဲဆိုတာကျွန်တော်စဉ်းစားနေပါတယ်။ ကျွန်တော်တို့ပြိဋ္ဌာန်တွေလည်းလူစုတွေရဲ့နေရာတွေမှာခြေရာထပ်နေပြီးဘာအရေးမွတ်မြာမသိရသေးဘူး။တပြင်းဆိုရင် လူကြီးလူကောင်းအိမ်မှာတိမ်းထားပါလိမ့်မယ်။ရန်ကုန်မြို့မှာဒီလူပြောက်ကိုမရှာနိုင်ဘူးဆိုရင်ပြိဋ္ဌာန်ရဲ့စုံတော့တွေအလွန်မှရှက်စရာကောင်းနေတယ်။ကျွန်တော်လည်းဒါကိုစဉ်းစားနေပါတယ်။မကြမီသိရအောင်ကြိုးစားပါမယ်။မောင်အောင်မြင်ကြိုးစားလို့ထူးခြားလာရင် ကျွန်တော်တို့လည်းနာမည်ရဖို့ပဲ။ ဥအောင်စံဆိုတာမောင်အောင်မြင်သိတဲ့အတိုင်းပဲအထက်လွှတ်တော်မှာအတော်အရာရောက်တဲ့ပုံကိုကြီးပဲမှန်ပါတဲလွန်စားရပြီလို့ပဲယူဆထားပါတယ်ပြောရင်မင်းကြီးအခန်းမှထွက်ခဲ့လေတယ်အလုတ်ခန်းရောက်လျင်တယ်လီဖုန်းခေါင်းလောင်းတန်ကြားသဖြင့်ကောက်ယူနားထောင်ပြီးဟုတ်ကဲ့ကျွန်တော်အောင်မြင်ပါပဲမင်းကြီးနဲ့လည်းတွေ့ပြီးပါပြီပလိတ်တွေမတွေ့ရနဲ့အားငယ်မသွားပါနဲ့မင်းကတော်ကြီးလည်းစိတ်ချမ်းသာအောင်နေပါစေ။ ဦးအောင်မြင်ကပုံကိုပြန်ချပြီးသူတို့လည်းပူကြမှာပဲလေဟုတယောက်ထဲတိုးတိုးညီးတွားကတစုံတရာကိုနာယီဝက်ခန့်စဉ်းစားပြီးနောက်ပြည်ထဲရေးအတွင်းဝင်ရုံသို့ထွက်ခွာသွားလေတယ်အတွင်းဝင်ရုံကထွက်လာသောအချိန်၌ကဦးအောင်မြင်ရဲ့မျက်နှာမှာပူမူရွှင်ပြလာလေတယ်ကားပေါ်တွင်ညာလက်ဖြင့်စတီယာရင်ကိုဂိုင်လျက်ဘေးလက်ဖြင့်တပုံအချို့ကိုကြည့်ရှုနေလေတယ်မောင်ဘာထွန်း BC ဟူသော အသက်25နှစ်ခန့်ရှိ လူငယ်တယောက်ဤပုံမှာဥအောင်မြင်ရဲ့မေလုံးအဆောင်တွင်ဓာတ်ပုံရိုက်ကူးတကယ်တို့မှတ်သားနေလေတဲ့ဥအောင်မြင်က အလုတ်ခန်းတွင်များစွာမထိုင်တော့ဘဲမြို့တွင်သို့သာရုပ်အမျိုးမျိုးပြောင်းလျက်လှည့်လည်နေတော့တယ်။ငရက်ခန့်အကြာရင်ကစူလီဖျားလမ်းရှိပျော်ပွဲရုံတရုံရှိတွင် ကားတကလေးတစ်စီးကထိုး၍ရပ်လေတယ်။ကားထဲမှအသက်25နှစ်ခန့် ပေါင်းပြီးဖို့မြမလူရွယ်တယောက်ကလက်ထဲမှာစက်ကူအိတ်တစ်ခုကိုဆွဲလျက်ဝင်ရောက်သွားလေတယ်။ထိုကားကလေးနှင့်မရှိမနှောင့်ပင် ကားကလေးတစ်စီးဆိုက်ရက်ပြီးလျင်ကားထဲမှာလူကြီးကတကားဖွင့်ဆင်းခဲ့ကာကားကလေးပြေး၌မတိမတာရက်လျက်အကဲခံနေလေတယ်။ကားကလေးအတွင် လက်ကင်ဘိန်းဘေးတွင် အဖိုးတံပေါင်တာဘူးနှစ်ဘူးခန့်ကိုစက်ကူအိမ်နှင့်ထည့်လျက်ချထားသည်ကို ကြည့်ရှုခဲ့လေတယ်။ ပျော်ပွဲရုံထဲသို့ဝင်လိုက်သွားသောအခါရခင်လူရွယ်မှာဘီယာအပျော်စားတပလင်းကို မှာတောက်နေသည်ကို မြင်ရလေတယ်။လူကြီးကလူရွယ်ရဲ့ဘေးရှိစပွဲတစ်ခုတွင် ထိုင်ကတော့တစ်စိပ်ဘီယာတစ်လုံးကို မှာတောက်ပြန်လေတယ်။လူရွယ်ရဲ့လက်ထက်မှ စကူအိတ်ကိုလည်းတေးကြစွာအကဲခတ်ရာနုံညံသောတိုးမွေးလေစီအစများကို မြင်ရလေတယ်။ထိုလေစီမှာမိမများစီလီရှိသောအဖိုးတံပစ္စည်းဟုသိရသဖြင့် လူရွယ်ကသာမပြတ်အကဲခတ်နေလေတော့တယ်။လူရွယ်ကစပွဲမှမိမိနောက်မှ ရောက်ရှိလာသော လူကြီးကို ကြိရှုပြီးနောက်မျက်နှာအနေငယ်ပြက်၍သွားလေတယ်။တို့ကြရင်ချက်ချင်းမင်းအင်ရီဆယ်လိုက်တော့လဲပါနေတော့လူကြီးကမိမိရဲ့စဉ်းစားချက်ကိုအတီးပြုတ်လိုက်ဟန်တူလေတယ်။အဲဒီကောင်လေးငါ့ကိုမမြင်ဘူးလားအမှန်ပဲ။ဒါပေမဲ့ဟိုခွေးမာသားကငါ့တပ်ပုံကိုပြထားဟန်တူတယ်။ စိတ်တွင်းကတွေးတော်ဟန်ရှိလေတယ်။လူရဲလဲဝိုင်ကလားထံမှဘီလ်ကိုကြည့်ရှုကာပေါင်းမီအိတ်ထဲမှပတ်စံကိုထုတ်ပေးပြီးထွက်ခွာမီအလုပ်လူကြီးကလူငယ်ရဲ့အရင်ထွက်ခွာနှင့်လေတယ်။ကားကလေးနှစ်စီးကစုလီဖျားလန်းအနောက်ဖက်နားမှတက်လျက်ဟွန်းတန်တဘောပေါ်ဖြင့်မြောက်ဖက်သို့ထွက်ခွာသွားကြလေတယ်။မွန်ဂိုမာရီလန်ဒိတ်သို့ရောက်သောအခါရှေကကားတဲ့ကလေးတစ်စီးကအရှိတ်ဘက်သို့ချိုးကွေ့သွားရာ နောက်ကကားကလေးကမြောက်ဆူးဆူးသို့မောင်းနှင်သွားသေးတယ်။တို့ရာရင်အခြားကားပြားတစ်စီးကို နောက်ကားကအချက်ပြလိုက်ကြောင်းကားတစ်ကလေးရှင်မတိလိုက်ပေ။အချိန်ကညဓမီလင်းစားအချိန်ဖြစ်ရာဥအောင်မြင်မှာမိမိအိမ်တွင်တစုံတရာကိုဆက်လက်တွေးတောနေဟန်တူလေတယ်။ဇနီးဖြစ်သူကအိမ်ထဲမှထွက်လာကတယ်လီဖုန်းဆက်နေကြောင်းပြောလာသဖြင့်အိမ်ကန်းတယ်လီဖုန်းရှိရာသို့သွားကြပြန်လေတယ်။ဟုတ်ကဲ့ ကျွန်တော်အောင်မြင်မယ်။ဘင်းနဲ့၅ရက်ရှိပြီ။၅ရက်နဲ့ပြန်တွေ့ရင်ကံကောင်းတယ်လို့အောင်မိပါ။အရေးပိုင်မယ်တဲလွန်စ။ဟုတ်ကဲ့ရပါပြီ။တကယ်ဒိတ်ဒိတ်ကျယ်ရီလက်ထဲမှာငွေမလိုပါဘူး။အလုတ်ကုံကသာမှတ်ပါရဲ့။ဟုတ်ကဲ့စိတ်ချပါ။ဦးအောင်မြင်ကတယ်လီဖုန်းကိုချခဲ့ပြီးလျင်အင်ရှိသို့ထွက်လာရာဓမီရောင်ဖြင့်ကားပြတစ်စီးဝင်လာသည်ကိုတွေ့ရ၍စောင့်မျှော်နေလေတဲ့။ အသက်20ကျော်ခန့်လူရွယ်တယောက်ကဦးအောင်မြင်အားအယုအသေးပေးလျက်ဝင်လာကဦးအောင်မြင်ကကလထိုင်တလုံးကိုထိုင်ရန်ညွှန်ပြပြီးနောက်ဘင်းနေလေကွငါထင်တဲ့အတိုင်းဟုတ်ကဲ့လားမဟုတ်ဘူးဆရာကားတက်ကလေးကသူ့တငယ်ချင်းရဲ့ကားပဲသူသွားစီရာရှိရင်ဒီကားကလေးကိုငှားငှားပြီးကိုယ်တိုင်မောင်းသွားတဲ့ဒါပေမဲ့နေတော့တခြားမှာတဲ့ကျွန်တော်လဲသူတို့ရဲ့မိမာဆိုလို့အဆက်ပြေမစုံစမ်းဘူး ဆရာမှားတဲ့အတိုင်းခေတရာကိုခိုင်းထားခဲ့တယ်။အေးဟုတ်ပြီ။ဒီကလားလေးဟာအလွန်ပါးရည်နဲ့ရည်ရှိတယ်။မတင်ငါရင်ဒီကနေ့ညအလုပ်လုပ်ရလိမ့်မယ်မဟုတ်လား။ကျွန်တော်လည်းဒီလိုထင်တာပဲ။နေအောင်ငါစီစဉ်လိုက်အောင်မယ်။ဦးအောင်မင်းကတယ်လီဖုန်းရှိရာသို့ထသွားကပလိန်များနှင့်တိုင်ပင်နေလေတယ်။ကားပြရှင်လည်းအပြင်သို့ထွက်သွားလေတယ်။၈နာရီခန့်အချိန်သို့ရောက်သောအခါ ကားပြာရှင်ပြန်လျှောက်လာပြီးနောက်ဦးအောင်မြင်နဲ့တီတူပြောဆိုနေကြလေတယ်။ဦးအောင်မြင်ကအတန်ကျယ်လာလျက်မိန်းကောင်လေးမျက်စိမှားနေပါမယ်။မမားပါဘူးစရာအပေချာပါပဲ။သုံးစင်မှားတဲ့။အေးတတိပြုရမယ်။သူတို့ကအတွင်းလူဆိုတော့ဘာတွေကြံထားမှန်းမသိဘူး။ဒီအကောင်အလွန်ညံများတယ်။ဆရာနောက်ကြနေလိမ့်မယ်။အေးအခုပဲသွားကြမယ်။ဥကောင်မြင်က 6လုံးပြူကိုအသင့်ပြင်ကအိမ်အောက်သို့ဆင်းသေးတယ်။ရန်ကုန်မြို့လမ်းကျယ်ကြီးဘေးတစ်ခု၌ကလူတယောက်နှစ်ယောက်မရောမလည်နှင့်လမ်းလျှောက်နေကြလေတယ်။လူနှစ်ယောက်ကတိုက်ခန်းတစ်ခုသို့ထွက်သွားပြီးလျှင်နှစ်ဆင့်ကအခန်းတစ်ခန်းတွင်ပြတ်ဆိုင်နေဟန်တူတယ်။တဖန်အခြားလူနှစ်စုံလည်းအမှတ်တမဲ့နှင့်ထိုတိုက်ခန်းသို့ရောက်ရှိလာရာလူ6ယောက်ဆုံးသည့်နှစ်တပြိုင်နက်သုံးဆင့်သို့တက်ကြကာတကားကိုခောက်လေတယ်။ ၆လုံးပြု၆လက်ကား၎င်းတို့လက်ထဲတွင် မြဲမြံစွာစုပ်ကိုင်၍ထားကြသည်တည်းအတွင်းကအခုခရင်တပြိုင်နက်ပြစ်ကြမည်ဟုတကယ်ကြီးဖြစ်၍နေကြလေတည်းသို့ရာတွင် တကားမှာ၎င်းတို့ထင်သလိုမဟုတ်ပဲအလွယ်တကူပွင့်၍လာသဖြင့်ပြုံး၍ဝင်ကြရာဟလိုဥအောင်မြင်ပါလားဘာကိစ္စပါလဲမင်းကိုကိစ္စမပြောနိုင်သေးဘူးဥအောင်မြင်က နောက်နှစ်ယောက်နဲ့အခန်းအတွင်းအပြင်ထိုမတပန်အမိုးပေါ်သို့ဖြည့်တက်လိုက်တော်လဲဦးအောင်မြင်တို့ရဲ့မျက်ခုံးမွေးပေါ်သို့ဇင်းကြံရှောင်နေသူကိုမမိလိုက်ပဲအခြားတခန်းမှဝူဝါဝါအော်၍လူတယောက်ယုံထွက်သွားသောအတန်ကိုသာတဲ့တဲ့ကြားလိုက်ရလေတယ်ဦးအောင်မြင်ကမျက်နှာထားနဲ့ဆင်းလာကဖိတ်လူတွေဒီကောင်ကိုဘာလို့မဖမ်းသေးတာလဲဆိုမှပလိန်များလဲတကားဖွင့်ပေးသော လူငယ်ရဲ့လက်ကို ဖန်ကင်ကြလေတယ်။အနာရှိကျက်သေးသေးနေသော အသက်20ခန့်မိမချော်လေးလဲထိုအခါကျမှတတိယသည်ဟန်နှင့်။အိုးဒါဘာလုပ်တာလဲ။ဒါကျမယောက်ျားသူ့မှာဘာအပြစ်ရှိလို့လဲ။ဟေးအပြစ်ရှိမရှိ နောက်မှရှင်းမခင်တန်းကြီး။မင်းခမဲတော်ကမင်းကိုခိုးမှုနဲ့ကြက်တိုင်လို့ဖမ်းရမှာပဲ။ခိုးတာမဟုတ်ပါဘူး။ကျမတို့သဘောတူထွက်ပြေးလာတာ။ကျမကြိုက်လို့လိုက်လာတာ။ ကျွန်မအသက်20ရှိပြီရှင်တို့ဒီလိုပြောရတဲ့လို့ရင်ဒုက္ခရောက်ကြမယ်ပလိတ်များကဘာထုံးအားပြန်လှုပ်ပြီးဦးအောင်မြင့်ရဲ့မျက်နှာကိုကြည့်ရှုနေပြန်လေတယ်ဟေးဘာလို့လှုပ်လိုက်တာလဲနှစ်ယောက်စလုံးဖမ်းနောက်ဒုက္ခတွေ့ရင်ငါတောင်းဝန်ထားဆရာ ပလိတ်ဟာဥပဒေကြည့်ရမယ်ဆရာဦးအောင်မြင့်မှာ ပလိတ်များနဲ့ပင်ပနာစားတော့တဲ့ဖြင့်ဂိုင်းွယ်မင်းဒုက္ခမပေးပါဘူး ခင်တန်းရီတာမင်းမိပါနဲ့ခဏတွေ့ဖို့ဦးတောင်းမှန်ပါတယ်။သူတို့သဘောတူပေးစားမယ်ဆိုရင်ကျမပြန်ပြီးအတွေ့ခံမှာပဲ။မောင်ပါထွန်းဘယ်နဲ့လဲ။သဘောတူရဲ့လား။ကျွန်တော်လိမ်မပြောတာပါဘူး။ဦးအောင်မြင်တို့လည်းဆင်းရွှေသွားကြလေတယ်။ဘယ်နဲ့လဲမိတ်ဆွေကြီးဦးအောင်မြင်ဒီတခါတပြင်းအောင်တွေ့လို့ကိုယ်တိုင်ခိုးပေးတာတော့တိပြီပေါ့။အစကသူတို့ချင်းအဆက်မရှိပါဘူး။ အနောက်နိုင်ငံကကုသန်းရေးဒီဂရီရလာတဲ့ပညာတတ်တယောက်အလုပ်လက်မဲ့မွေးနေတာပစ္စည်းရှိတဲ့လူတယောက်သမီးနဲ့ရရင်နိုင်ငံကြီးွားမယ်ဆိုပြီးကြံစီရတာပါပဲကိုအောင်မင်းသူတို့နဲ့တွေ့ပြီးနောက်အဖိုးကြီးများနဲ့စေဆက်ပေးတာလဲကျွန်တော်ကကျေးဇူးတင်ပါတယ်ကိုအောင်မင်းအမြင့်ကျယ်ပုံကိုလည်းချီးမွမ်းပါတယ်ကိုအောင်မင်းကိုချီးမွမ်းစရာဖြစ်လေတပြင်းပူတော်လေပေါ့ဗျာ good night ဦးအောင်မင်းတို့ အရေးပိုင်အိမ်မှအိမ်သို့ခရီးရောက်မဆိုင် အထက်ပါစာကိုဖတ်ရှုနေလေတယ်။ဒူရီယာမဂဇင်းဇန်နဝါရီလ1936ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။